ဘုရားသခင်ကနော်ဒီကဘာကိုဖန်ဆင်းတဲ့အခါမှာလူသားတွေအတွက် သူအရင်ဦးဆုံးတည်ထောင်တဲ့အရာက အသင်းတော်မဟုတ်ဘူးသင်ပြောမနော်ဒီကဘာကြီးပေါ်မှာဘုရားကလှပတဲ့နော်ကဘာကြီးကိုဖန်ဆင်းပြီးသွားတဲ့အခါမှာသူအရင်ဦးဆုံးတည်ထောင်တဲ့အရာကအသင်းတော်မဟုတ်ဘူးအိမ်တော်ဖြစ်တယ်သူအရင်ဦးဆုံးတည်ထောင်တဲ့အရာကနိုင်ငံတကာနိုင်ငံမဟုတ်ဘူးအိမ်တော်ကိုတည်ထောင်တာဖြစ်တယ် ကျန်းစာចောင်းတစ်ចောင်းကိုလာရောက်တီထောင်တာမဟုတ်ဘူးအိမ်တောင်ကိုတီထောင်တာဖြစ်တယ်။ဒါကြောင့်မလို့အိမ်တောင်ဟာဒီကဘာကြီးရဲ့အချုပ်အချာဖြစ်တယ်လို့ပြောရင်မမှားပါဘူး။ဘာဖြစ်လို့ဒီလိုပြောတယ်လဲဆိုတော့အိမ်တောင်ဆိုတဲ့အရာကဖျားသခင်စတည်ခဲ့တဲ့အရာဖြစ်တယ်။အာမင်။နိုင်ငံတနိုင်ငံကနေပြီးတော့တီထွင်လိုက်တဲ့အရာတခုမဟုတ်ဘူး။အိမ်တောင်လို့ပြောပြီးဆိုဖယားသခင်ကိုယ်တိုင်တီထွင်ထားတဲ့အရာဖန်ဆင်းထားတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မလို့ အလင်းဖြစ်တဲ့ဖရာသခင်ကိုအမိတဟဲပြုတ်ပြီးတော့ကျမတို့ကအိမ်တော်ကိုတိဆောက်မှပဲအဲ့ဒီအိမ်တော်ရဲ့အနှစ်အယတာကိုမြင်တွေ့ရမှာဖြစ်တယ်ကဲအဲ့တော့ကျမတို့ခုပြောပြမယ်တချို့တွေကအိမ်တော်နဲ့ပတ်သက်ပြီးတော့မှပြိုပြက်နေတဲ့သူတွေရှိနေတယ်ဒါမှမဟုတ်နောက်ဆုတ်ချင်တဲ့သူတွေရှိနေတယ်ဆိုရင်တချို့သောသူတွေကဘာလို့ကြလဲဆိုတော့အပြင်မှာရှိတဲ့အိမ်တော်ရဲ့တင်နန်းကိုသွားတက်ကြတယ်ကောင်းလားဆိုတော့ကောင်းပါတယ်ဒါပေမဲ့ထာဝရဖရာသခင်ရဲ့ဆိုလိုရင်းကိုသူတို့မရလိုက်တဲ့အခါမှာစစ်မှန်တဲ့အိမ်တော်ဒုက္ခချမ်းသာကိုမရကြဘူး ဒါကြောင့်မို့လို့အိမ်အောင်ဆိုတဲ့အရာကလည်းဖရာသခင်ကိုယ်တိုင်တည်ထွင်ထားတဲ့เนาะဖန်ဆင်းထားတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မို့လို့အစပြုထားတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအိမ်အောင်နဲ့ပတ်သက်လာရင်လူလူစုံတယောက်စီမှာသွားပြီးတော့အကြံယူတာတဲ့ဖရာရဲ့နှုတ်ကပတ်တော်ထဲမှာပြန်လှည့်ပြီးတော့မှသင်ဟာတိဆောက်မယ်ဆိုရင်ကျွန်တော်တို့အိမ်အောင်ခိုင်ခန့်ခြင်းရှိလိမ့်မယ်။အာမင်။ကြည့်အရောအိမ်အောင်နဲ့ပတ်သက်ပြီးတော့တချို့တွေကနော်အာနားမလည်မှာဆိုလို့အထူးသဖြင့်အပြိုများလူပြိုများအိမ်အောင်မပြုတ်ရသေးတော့သူများအိမ်အောင်မှာ ကြောက်စရာကောင်းတဲ့အစွန်းနှစ်ဖက်တွန်တွဲနေပါတယ်။ဒါကိုသတိထားပွင့်ရတယ်ဖြစ်တယ်။အဲ့တော့အဲ့ဒီအစွန်းနှစ်ဖက်တွေကိုပြောပြပါမယ်။အဲ့ဒါကဘာလဲဆိုတော့အိမ်တော်ပြုခြင်းဆိုတာက လူသားတွေအတွက်ဘဝမှာဆွဲဆောင်မှုအရှိဆုံးရင်ခုန်စရာအကောင်းဆုံးဖြစ်တယ်လို့စိတ်ဆင်းရဲမှုအပေးနိုင်ဆုံးလည်းဖြစ်ပါတယ်။နော်ဒါကိုအရင်ဆုံးသိဖို့ရတဲ့ဖြစ်တယ်။ဘာလို့ကျမကဒီစန့်ကျင်ဘက်ဖြစ်တဲ့အရာတွေကိုပြောပြတယ်လဲဆိုတော့အရေးကြီးလို့ပါ။ လူတိုင်းကအိမ်အောင်ပြုတ်ကျင်တဲ့စန္ဒားရှိကြတယ်အိမ်အောင်ပြုတ်လိုက်လို့ရှိရင်ငါရဲ့ဘဝကပြီးသွားမယ်ငါရဲ့အဖေမေနဲ့ပြဿနာတက်တဲ့ຢာတွေညီကိုမောင်မနဲ့ပြဿနာတက်တဲ့ຢာတွေချုပ်ငိမ့်သွားမယ်လို့ထင်တတ်ကြတာအမှန်တော့နောက်ထပ်ပြဿနာတခုကိုယ့်အပေါ်တင်လိုက်တာ ਨੇ အတူတူပဲเนาะဒါကြောင့်မလို့ပြဿနာလို့ပြောပြီးဆိုလို့ရှိရင်ဒါအိမ်တိုင်းမှာရှိရဆိုတဲ့အရာကိုသတိထားဖွယ်အတွက်ဖြစ်တယ်ကိုယ့်ရဲ့အိမ်မှာလည်းမိဘတွေနဲ့အတူတူနေတဲ့အခါမှာရှိနိုင်တယ်လို့ ကိုကိုတိုင်းအိမ်တော်တစ်ခုကိုတိဆောက်တဲ့အခါမှာပြဿနာလို့ခေါ်တဲ့စိတ်ဆင်းရဲမှုတွေရောက်လာတတ်တယ်ဆိုတဲ့အရာကိုသတိထားဖွင့်တယ်ဖြစ်ပါတယ်။နောက်ထပ်ဆန့်ကျင်ဘက်တစ်ခုကပါလဲဆိုအိမ်တော်ပြုခြင်းဆိုတာဘဝအတွက်လှပတယ်လို့အလွန်အန္တရာယ်ကြီးမားတဲ့အရာလည်းဖြစ်တယ်။ဆရာမရေလှပခြင်းနဲ့အန္တရာယ်ကြီးခြင်းဆိုတဲ့စကားလုံးကတွဲဖို့တောင်မကောင်းဘူးလို့ပြောပါလိမ့်မယ်။မှန်ပါတယ်ဘာလို့ဒီလိုပြောတာလဲဆိုတော့စိတ်ကူးရင်ဆန်ကြတဲ့အတွက်ကြောင့်မလို့အထူးသဖြင့်လူငယ်ကာလမှာ a uh, fairy tales လို့ခေါ်တဲ့ကြပြာဆန်တဲ့ရုပ်ရှင်ကားလေးတွေကတ်တုန်းကားလေးတွေကိုကြည့်ပြီးတော့เนาะ ဘယ်လိုထင်ကြလဲဆိုတော့အာတကယ်ကို happily ever after နော်အဲမင်းသမီးနဲ့မင်းသားစုံသွားတဲ့အခါမှာတခါတည်းဘဝကြီးဟာပြည့်စုံသွားပါတယ်လို့ပြောရင်အဲ့ဒါမှားတယ်အဲ့အချိန်ကမှဘဝကစတာဖြစ်တယ်နော်ဒါကြောင့်မလို့လှပတယ်လို့ထင်ရပေမဲ့အထဲတည်းမှာစိန်ခေါ်မှုများစွာပြဿနာများစွာအန္တရာယ်များစွာရှိနေပါတယ်အကယ်၍အဲ့ဒီအရာကိုကိုကကောင်းကောင်း handle မလုပ်နိုင်ဘူးဆိုရင်အသက်အန္တရာယ်ဆုံးရှုံးသွားတဲ့ခင်မွန်းတဲ့ဇနီးတွေအများကြီးရှိပါတယ် အဲ့တော့ကိုသိကျင်နေဆိုအိမ်မှာရှိတဲ့အဖေနဲ့အမေကိုသွားမေးကြည့်ပါနော်အိမ်နှောင်ကြဖူးထားတဲ့ဦးလေးအတော်တရောက်ကိုသွားမေးကြည့်ပါအဲ့တော့ဝမ်းမြောက်စရာရှိသလိုစိတ်ပျက်စရာများစွာစုစည်းထားတဲ့အရက်ဖြစ်တယ်ဆိုတဲ့အရာကိုလည်းသိထားတဲ့သူတို့ဘာတော့မသိဘူးကျမဆိုရင်အိမ်အောင်ပြုတ်ပြီးနှစ်ပတ်ကြာမှငါအိမ်အောင်ပြုတ်တာမှားသွားပြီလားလို့တောင်မှခေါင်းထဲမှာရှိဘူးတဲ့ဒီလိုပြောလို့ဆရာဆိုမကောင်းတာမဟုတ်ဘူးနော်ကျမပြောပြမယ် မမျော်လင့်ထားတဲ့အရာတွေဆိုအများနဲ့ရှိတယ်။ဆရာဆုံးကအိတ်တဲ့ချိန်မှာဟောက်တက်တယ်။ကျမကနာရန်ပါတယ်အတန်သမားဆိုတော့ဆရာဆုံးကဟောက်တဲ့အခါမှာတင်မောခုံမောင်းတယ်လို့ပဲ။ဒါပေမဲ့ခုတော့တော်တော်လေးပြောင်းလဲလာပါပြီ။ဘုရားသခင်ကြီးစုတော်အားဖြင့်ပေါ့နော်။အာမင်နဲ့သူ့ရဲ့ပရိသတ်လည်းရှိတာပဲ။ကျမကအိမ်တော်စကြတဲ့ခါမှာဆရာစိုးဟောက်နေတော့ ကျမပြောတခါမှလည်းမအိပ်ဘူးလေ။ तू ကဟောက်နေတဲ့အခါမှာဘယ်လိုလုပ်ရမှလည်းမသိဘူးလေ။နောက်ဆုံးကြတော့ တရက်လဲအရင်မောကမနေ့ကျရင်လဲသမင်းဟင်းကထချက်ရသေးတယ်ထချက်တော့လဲလက်စစ်မီးနဲ့မဟုတ်ဘူးအဲ့ဒီခက်ကမီးသွင်းနဲ့ထချက်ရတာမနေ့ဆိုလဲအစိုးရီသွားဝေရတာရေခဲတတာဆိုတော့အရာမျိုးအဲ့ကျမတို့ခက်တုံးကမဝင်နိုင်ခဲ့ဘူးကျမတို့အိတ်တဲ့ချိန်တုန်းကဖြာပေါ်မှာအိတ်ရတယ်ရိုးရိုးဟိုနှီးဖြာတော့မဟုတ်ဘူးနော်ကျမတို့ဟိုဗာလဲရှမ်းဖြာဆိုတော့အရန်နာတယ်လေသိရမလားပိုက်ကုန်နေနဲ့ခြိထားတဲ့အရာမျိုးဆိုတော့ဟာကျမညဘက်ကလဲအရင်မောကနော်ပြီးရင် အရာကူးလေးရှိတဲ့အရာမျိုးမဟုတ်ဘူးပန်ကာတော်မရှိတဲ့အခန်းမှာကျမနေခဲ့ရတာပါအဲ့တော့ညပလဲအရင်မဝမနေ့ကျတော့လဲအစိုးကြီးနော်ပြီးရင်ကျမကအလုပ်လဲသွားရသေးတယ်ဆိုတော့နော်ကျမဘလို့စဉ်းစားမိလဲဆိုငါသွားပြီနဲ့တူတယ်တသက်လုံးကမအိရတော်ဘူးနဲ့တူတယ်တကယ်တင်တာနောက်ပိုင်းကျတော့၃-၄ရက်လောက်မြောက်လာတဲ့ခါကျတော့လူကဇာတိပေါ်တာပဲအဲ့တော့ကျမဆရာဆော့ကိုစပြီးတော့မတိတလို့တိတလို့တွန်းလိုက်တယ်အဲအဲ့တော့တွန်းလိုက်တစ်ချက်တွန်းလိုက်တစ်ခါငြိမ်သွားတယ် ဒါပေမဲ့တမနဲ့တောင်မကြောက်ပြန်ဟောက်ပြန်ဟောက်အဲ့ဒါနှစ်ပတ်လောက်ကြာတဲ့အခါမှာကျမအရန်ကောင်းနေလဲကြိုက်သီလားအေးရေးလဲမဝရတဲ့အခါမှာမားပြီနဲ့တူတယ်နေဟောက်တက်လားမဟောက်တက်လားဆိုပြီးတော့ချိုးတင်မေးခဲ့ရမှာကိုမတိတဲ့ຢာတွေအများကြီးရှိတယ်နော်ဆိုတော့အဲ့တော့ကျမပြောချင်တဲ့ຢာတစ်ခုကနော်စိတ်ပြည့်စရာတွေများစွာလဲစူးစိထားတဲ့အရာဖြစ်တယ်ဆိုတဲ့ຢာကိုလဲချိုးတင်ပြီးတော့မျောလင့်ထားစေချင်တယ်နော် ဲ့တော့တချို့တွေကတခါတည်းအိမ်အောင်ပြုတ်ပြီးသွားလို့ရှိရင်ငါတို့တွေခရီးတွေထွက်လိုက်မယ်ငါတို့တွေတခါတည်းဘဝကြီးကိုလှလှပပနဲ့ကိုရင်နော်သဲရင်နဲ့တိဆောက်လိုက်မယ်ပြီးလဲပြီးရောသူ့မျက်နှာတော့ကိုမမြင်ချင်းကိုမျက်နှာတော့သူမမြင်ချင်းတဲ့ဘဝပေါ့သူ့ကိုမြင်လိုက်တာနဲ့ဘဝကြီးဟာကြောက်ခမန်းလိလိဆိုးရွားတဲ့အခြေအနေတခုဖြစ်နေတယ်လို့ခံစားသွားတဲ့အိမ်မက်ဆိုးကြီးဟာလည်းအိမ်တော်ထဲမှာရှိနေပါတယ်။ဒါကြောင့်မလို့ဒန်ဒန်ဒန်ဆိုပြီးတော့တခါတည်း music တန်လေးနဲ့ခမ်းမတဲ့ကိုဝင်လာတဲ့အခါမှာဟာအဲ့ရှောက်လန်းကို ရှောက်လာဖို့ရန်အတွက်ပြင်ဆင်တဲ့ကမှာဒီမှာဒီမှာရှိတဲ့ကလေးတွေနော်တခါတည်းစဉ်းစားထားပါအဲ့ဒီရှောက်လန်းထဲမှာအခုနပြောခဲ့တဲ့အချက်တွေအကုန်ပါတယ်ဆိုတာသတိရစေချင်တယ်အတကယ်ပြောတာနော်ဒီလိုပြောလိုက်လို့ဒီလိုပြောလိုက်လို့ဟောဆရာမကငါတို့ကိုသူ့လိုမျိုးများအပြိုကြီးဖြစ်အောင်လုပ်နေရလားအပြိုကြီးမဟုတ်ဘူးနော်ကလေး၃ယောက်နဲ့ experience ရှိပြီးမှပြောတာနော်ကလေး၃ယောက်အိမ်အောင်ပြည့်ရ18နှစ်ရှိပြီအဲ့တော့ အတွေ့အကြုံတွေအများများလာတဲ့အခါမှာဒါပေမဲ့တချို့ချို့သောသူတွေကျမတို့အတွေ့အကြုံအများများကြပါလိမ့်မယ်။နော်ဒါပေမဲ့အတွေ့အကြုံများတိုင်းလဲအိမ်အောင်ကိုတိဆောက်နိုင်တာမဟုတ်။နော်တချို့တွေဆိုလို့ရှင်ရီးစားထားတဲ့အခါမှာနော်သူတို့ရဲ့အရင်ချင်းကပေါမုတ်ခါလောက်ရှိတယ်။ပေါမုတ်ခါလောက်ယူပေါမုတ်ခါမဟုတ်ပေါမုတ်ခါကျုပ်။ရီးစားထားတဲ့အရာလေးဒါပေမဲ့အိမ်အောင်လဲပြုတ်လဲပြုတ်လိုက်ကောသူတို့ရဲ့အိမ်အောင်ရေးရမှာထိမ့်သိမ့်နိုင်တဲ့အရာအိမ်အောင်တစ်ခုကိုတိဆောက်နိုင်တဲ့အရာကမူကြောင်မအောင်။ ။ဘာဖြစ်လို့လဲဆိုတော့ဖရာရဲ့နိယာမကဗန်နဲ့တွားတူလဲဆိုတော့အိမ်တော်ဆိုတဲ့အရာက physical ဒီမြင်ရတဲ့အရာတွေကပဲထစ်တည်နေလို့မထင်စေချင်ဘူး။မမြင်ရတဲ့နောက်ွယ်မှာရှိနေတဲ့ဝိညာဉ်ရေးအနေနဲ့ဓာတ်ရအချိုးကျနေဆိုတဲ့အရာကိုနားလေစေချင်တယ်။အာမင်